မင်္ဂလာပါတီချက်တီနာဖြစ်ပါတယ်တီချက်တီနေ့တင်မှာက Grade 12 Maths ရဲ့ Chapter 7လေး Trigonometric Function အပိုင်းလေးသင်နေတာဒီနေ့ Example 3ကိုရောက်သွားပါပြီရှေ့ရအပိုင်းလေးတွေမကြည့်ရသေးရင်ရှေ့ရ Notes အပိုင်းလေးတွေကိုတီချာလေးကြည့်ပြီးမှဆက်ကြည့်သွင်းပို့ပြီးနားလည်မှာဖြစ်ပါတယ်တီချက်က Grade 10 11 12ကိုပညာဌာနသင်ပေးနေတဲ့ Channel တစ်ခုဖြစ်ပါတယ်အဲသင်ခန်းစာတွေလေ့လာခြင်းနဲ့ကလေးက Channel ထဲဝင်လိုက်ပြီး Playlist ထဲကိုဝင်ပြီးမှကိုကြည့်ခြင်းနဲ့ Chapter နဲ့အတန်းကို Video Cover လေးတွေမှာကြည့်ပြီးရွေးချယ်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ကဲဟုတ်ပြီအဲ့ဆိုချက်တို့တွေ့ အောင်เนาะဆိုတော့ draw the graph တဲ့ graph ပုံဆွဲခိုင်းတယ်ပြီးရင်ဘာတူအတွက်လဲဆိုတော့ y 3 sin 2 into x 1 4အတွက် step by step မှာပါတဲ့အတွက် graph ကတကြောင်မဲ့ဆွဲရင်ရပြီပေါ့เนาะအဲ့ဆိုကျွန်တော်ထုံးစံအတိုင်း point ရှာမယ် point ရှာဖို့အတွက်က sin graph လေးကိုအခြေခံမှာဖြစ်တဲ့အတွက် sin graph ကတော့ကလေးတို့သိပြီးသားဖြစ်လို့ဒီချက်ထပ်မပြောပြတော့ဘူးเนาะအဲ one circle အတိုင်းပေးလိုက်တယ်ပြီးရင်ဒါတွေကသိပြီးသားဖြစ်တဲ့ထည့်ရေးပြီးသွားပြီဒါဆိုဒုတိယပြောင်းသွားတဲ့ point behavior လေးကိုပြောမယ်เนาะ ဆိုတော့ဒုတိယပြောင်းသွားတဲ့ point behavior ကပါလဲဒီမှာက translation horizontal translation ပါတယ် horizontal scaling ပါတယ်နော်ပြီးရင် vertical scaling ပါတယ် vertical translation ပါတယ်အဲ့ဆိုတော့ လေးမျိုးပါမယ်ပေါ့နော်ဆိုတော့ပထမတစ်ခုက x ပြောင်းနာလေးကိုအရင်ရေးမယ် x ပြောင်းနာအရင်ရေးမယ်ဆိုရင် x ရဲ့ဒီ2လေးက scale factor နော် scale factor 2ဒီပြောင်းပြန်ယူရတာဖြစ်တဲ့အတွက်1.2ဖြစ်မှာနော်1.2 x ပြောင်းမှာဖြစ်တဲ့အတွက်1.2 x ဖြစ်မယ်ပြီးရင်နောက်ကပါလဲ -1 ဒီ x minus h လို့ပြောတဲ့အတွက်ဒီချေရဲ့ h တန်ဘိုးဒီဘလောက်လဲ1ဖြစ်ပြီး k တန်ဘိုးက4ဖြစ်တယ်နော်ချေရဒီ translation က x + h မို့လို့ 1ဖြစ်မယ်ကွန်မာပြီးရင် k ကဒီက3က scale factor 3က y ကိုမြောက်มาဖြစ်တဲ့အတွက် 3y ပြီးရင် d4 က plus k လို့ပြောတဲ့အတွက် plus ပေါ့เนาะဒါသူရဲ့ point behavior ပြောင်းမဲ့အပြောင်းဒါဆိုရင်ဒီချက်တို့ dx နဲ့ရမှာဒီက point လေးတွေကို share တန်ဖိုးလေးတွေလာထည့်ရမှာဆိုတော့0ထည့်ရင်1.2နဲ့0နဲ့မြောက်တော့0 0 plus 1မို့လို့ပါလဲ1ရမယ်တခါ y နေရာမှာ0ထည့်ရင်3 y က0မို့လို့ plus 4ဆိုတော့4 1.4တပွင့်ရမယ်เนาะပြီးရင် 1.4တပွိုင်းရမယ်ပိုင်းပိုင်းဒူးလာထက်ရဲ့1.2 into π/2 1ဒီလိုဖြစ်မှာเนาะကယ်ကူလေတာနှိပ်လဲရတယ်เนาะဒီချက်ဒါကယ်ကူလေတာမှာဒါတန်းနှိပ်လိုက်လို့ရတယ် အဲ့တော့ဒါကပိုင်ပိုင်4 +1 ရမယ်เนาะအဲ့ဒီအတိုင်းမှတ်ထားမယ်เนาะဒသမမပြတ်တဲ့ဂိမ်းဆိုရင်ဒီလိုက point အတိုင်း sorry ဒီရထားတဲ့တန်ဖိုးအတိုင်းပဲရေးမှာမို့လို့ပိုင်ပိုင်4 +1 +1 နောက်က y နေရာမှာက1ထဲမှာဖြစ်တဲ့အတွက်3 +4 ဆိုတော့7ရမယ်เนาะပြီးရင်ပိုင်ထဲမှာပိုင်ထဲမှာဆိုတော့1 point 2ပိုင်ပေါ့1.2ပိုင်ပိုင် +1 ဆိုတော့ပိုင်ပိုင်2 +1 ရမယ်เนาะ ဆိုတော့ pi by 2 +1 မှာ y က0မို့လို့4ရမယ်ပေါ့เนาะ y နေရာမှာ0ထည့်ရင် 3y က0မို့လို့4ရမယ်တခါ1 by 2 x နေရာမှာ3 pi by 2 +1 ရမှာဒါဆိုရင်ဘယ်လောက်ဖြစ်သွားမလဲ3 pi by 4ပေါ့เนาะ3 pi by 4 +1 ကောမာနောက်က -1 ထည့်မှာဆိုတော့ -3 -3 +4 ဆိုတော့1ရမယ်နော်တခါ2ပိုင်ထက်ဆိုတော့1ပိုင်2 into 2ပိုင် +1 ဖြစ်တဲ့အတွက်ပိုင်အဲ2 2ကြည့်သွားတော့ပိုင် +1 နော်ပိုင် +1 ပိုင်ကောမာ2ကြည့်သွားတော့ပိုင် y နေရာမှာ0ဆိုတော့4ပေါ့တခါ minus pi by 2ဆိုရင်ဒီချက်တို့ဒီမှာဒါလေးရပါပါလာမလဲ minus ပါလာမှာဖြစ်တဲ့အတွက် ော် minus pi by 2ဆိုတော့ minus ပါလာမှာဖြစ်တဲ့အတွက် minus pi by 4 plus 1ပေါ့နော် minus pi by 4 plus 1 comma minus 1ထည့်လိုက်တော့ minus 3 plus 1ဆိုတော့1ပဲ minus pi ထည့်မယ်ဆိုရင်1 by 2 into minus pi plus 1ဖြစ်မှာဖြစ်တဲ့အတွက် minus pi by 2 plus 1เนาะ minus pi by 2 plus 1 comma 0ထည့်တာဖြစ်တဲ့အတွက်4เ ကဲဟုတ်ပြီအဲ့ဒါကိုကလေးတို့ကနေရာချတဲ့အခါမှာကျတော့ဘယ်လိုလုပ်ပြီးချမလဲဆိုရင်အခုပိုင်လေးကိုကနန်းအဲကဲကူလီတာမှာထည့်နှိပ်လိုက်နော်ဒါမှပိုင်းပိုင်း4 1လေးကိုကဲကူလီတာမှာနှိပ်ကြည့်လိုက်တဲ့အခါမှာ1.7ဒါနေရာမှန်းချဖို့အတွက်နော်1.78ဆို1.7လောက်မှာနေရာချနော်ကော်မာ7မှာဒါနေရာချဖို့အတွက်ဒသမနှိပ်တာတခါပိုင်းပိုင်း2 1လေးကိုလည်းနှိပ်ကြည့်လို့ရတယ်နော် ပိုင်းပိုင်း 2+1 ကျတော့2.5 2.6လောက်မှချမှာပေါ့နော်2.6လောက်မှချမယ် comma 4အဲ့လိုလေးနှိပ်ကြည့်လိုက်နော်ဒီ3ပိုင်းပိုင်း 4+1 ဆိုတာလေဓာတ်သမားလေးနဲ့ရေးလိုက်အဲ့လိုရေးပြီးမှဟိုမှာနေရာသွားချ point တက်တဲ့အခါကျတော့ဒီအတိုင်းပဲတက်ရုံပဲနော်ပိုင်းပိုင်း 4+1 comma 7လို့တက်မှာနားလည်ရလားအဲ့ဆိုပထမတစ် point ချမယ်ဆိုရင်1 comma 4မှာတစ် point နော်ကျွန်တော်တန်ဖိုးလေးဒီ x က1 y က4ဆိုတော့1 comma ပေါ့ဒီမှာရှိဒါလေးက1 comma 4မှာတပွိုင်ဒုတိယတပွိုင်က by by 4 1 comma 7ဒီ1.7လောက်မှာရှိမှာเนาะ by by 4 1 comma 7ဒီမှာเนาะ5 by 4 +1.7 တပိုင်းရှိမယ်ဒုတိယတစ်ခုနောက်တတိယတစ်ခုလေးရကြပိုင်းပိုင်း2 +1.4 နော်ပိုင်းပိုင်း2 +1.4 ဒီမှာရှိတခါနောက်တစ်ပိုင်းချမယ်နောက်တစ်ပိုင်းကကြတော့3ပိုင်းပိုင်း4 +1.1 နော်3ပိုင်းပိုင်း4 plus 1 comma 1 point เนาะတခါနောက်တစ် point ကြီး pi plus 1 comma 4เนาะဒီနေရာမှာရှိဒါက pi plus 1 comma 4เนาะခါနောက်တစ်ခုကြည့်အောင် minus ဖက်ရောက်သွားရင်เนาะ minus pi pi 4 plus 1 comma 1ဒီမှာရှိမယ် minus pi by 4 plus 1 comma 1 the other point sime bien dutiya the point ga minus pi by 2 plus 1 comma 4 minus pi by 2 plus 1 comma minus 4 oh, sorry plus 1 comma 4 no ဲအဲ့ဒါဆိုကလေးတို့ရဲ့မြားကဒီမှာရှိမှာเนาะဒီကနေစဆွဲမှာပေါ့ကလေးတို့ graph ကဒီကစဒီလိုစဆွဲသွားမှာเนาะ point ကိုဖြတ်တဲ့အခါအဲ့ဒီကစဆွဲမယ်ပြီးရင်မြားကဒီမှာဆုံးမှာเนาะဒီလောက်မှာပဲဆွဲလိုက်ရပြီဒီလောက်ကဲဟုတ်ပြီအဲ့ဒါရေးပြတာ ਨੇ y = 3 sin 2 into h minus 1 plus 4လို့တက်ပြီးတက်ပြီးပြီးသွားရင်ဒီချက်ကိုထည့်ရမယ်ထုံးစံအတိုင်း mid line လေးဆွဲမယ်ဆိုတော့ဒီချက်ကတော့ဒီမှာထည့်ဆွဲပြီးသွားပြီပေါ့နော် mid line ကအမဲလေးက mid line ဖြစ်တယ်အဲ့တော့ mid line ကဘယ်လိုရေးရမလဲပေါ့နော် mid line dy equal to k ဖြစ်တယ်နော် mid line dy y equal to k ဖြစ်တယ်ဆိုတဲ့အတွက်သူ့ရဲ့ပေးချက်ကိုကြည့်လိုက်တော့ k ဒီ plus 4ဖြစ်တယ်เนาะ plus 4ဖြစ်တဲ့အတွက် k tanbo 4 form လို့ဒီချက်က4နေရာလေးမှာ mid line ဆွဲထားပြီးသားဖြစ်တယ်1 tanbo y tanbo 4နေရာလေးမှာเนาะဒီမှာ y tanbo 4เนาะဒီနေရာလေးက y tanbo 4အဲ့ဒီနေရာမှာ mid line x axis အတိုင်း y line တစ်ကြောင်ဆွဲတယ်ဆွဲပြီးရင်အဲ့ဒီမှာတက်မယ်ဘာတက်ရမလဲ mid line y equal to 4လို့တက်ပေါ့เนาะ y equal to 4တခါ mid line တက်ပြီး amplitude လေးရေးမယ်နော်မော်ဒူလာဆော့ a လို့ပြောထားတဲ့အတွက် a ရ3เนาะ3 sin မလို့ a ရ3ဆိုတော့ mod 3ဆို3ပဲရမှာပေါ့เนาะ3ဒါ amplitude က3ဒါဆိုရင်ပုံမှန်ဒီစရို amplitude နေရာမှာ3တက်ရမယ်ပြီးတန်းရေးလိုက်အောင်မယ်เนาะ period ချမ်း ပေရီယက်ကဒူးပိုင်ပိုင်ဘီလို့ပြောရတဲ့ဒူးပိုင်ပိုင်အခုဒီချက်တို့ရဲ့ဘီနေရာမှာဘယ်လောက်ရှိရလဲဒူးရှိတာဆိုတော့ဒူးပိုင်ပိုင်ဒူးဆိုတော့ဒူးနဲ့ဒူးနဲ့ကြည်သွားမှာဖြစ်တဲ့အတွက်ပိုင်ရမယ်နော်သူရဲ့ပီရီယက်ကပိုင်ပြီးရင်ဒိုမိန်ရေးမယ်ဒိုမိန်ကတော့ r ပဲမို့လို့ the sero x such that x belongs to r ပြီးရင် range နော် range ကကြတော့အဲ the sero y such that နော် အခုနကဒီစလို့ပုံစံလေးကိုကြည့်ပြီးရေးလဲရတယ်ပေါ့နော် -a k less than or equal y less than or equal a k နဲ့တုံးပြမယ်နော်ဆိုတော့ -a k ဆိုတော့ a က3ဒါဆို -3 k က4 plus 4เนาะ less than or equal y less than or equal a က3 plus 4ဒါဆိုရင် minus 3 plus 4ဆိုတော့1 less than or equal y less than or equal 7ဖြစ်မယ်ဒါဆိုပုံမှန်သွားကြည့်အောင်เนาะကြိုက်မကြိုက် 1နဲ့ minus အဲ1နဲ့7ကြားမှာရှိတယ်တဲ့ဒါဆိုအောက်ကိုကြည့်အောက်ကိုကြည့်လိုက်တော့ဒီဒီ point ဒီเนาะ minimum point ဒီ1မှာရှိတယ်เนาะ y တန်ဖိုး1မှာရှိတယ် maximum ဖြစ်တဲ့ point ဒီ y တန်ဖိုးဘယ်လောက်မှာရှိလဲ7မှာရှိတာဖြစ်တယ်เนาะဒါကြောင့်လို့1နဲ့7ကြားအဲ့တော့ကြိုက်တယ်လို့ယူလို့ရတယ်เนาะကိုယူတတ်တယ်လို့ယူဆိုတော့အဲ့ဒါလေးထည့်ရေးမယ် 1 less than or equal y less than or equal 7ပေါ့เนาะကဲဟုတ်ပြီအဲ့ဒါဆိုရင်ချက်တို့ဒါရသွားပြီဆိုရင်မလုပ်မလဲပုံမှန်သွားတက်မယ်เนาะပုံမှန်သွားတက်မယ်ဆိုတော့ mid line ကတက်ပြီးပြီးဆွဲပြီးပြီးเนาะ amplitude 3လေးတက်မယ်ဆိုတော့ amplitude က maximum နဲ့ mid line ကြာเนาะ minimum နဲ့ mid line ကြာလဲဆွဲလို့ရတယ်เนาะ maxima နဲ့ midline ကြားမှာ amplitude and zero ဒီမှာ amplitude တက်မယ်3နော်တခါ period period ကအခုတချို့ရထားတာကဘယ်လောက်လဲဆိုတော့ period ကပိုင်ဖြစ်တယ်အဲ့တော့ပိုင်ကဘယ်ကနေဘယ်ထိတက်ရမလဲလို့မသိရင်ကလေးတို့ဘယ်လိုရေးရမလဲဆိုရင် H မှာစ H+ period မှာဆုံးမယ်နော် H ကနေစမယ် H+ period အထိကိုရေးမယ်အခု teacher ရဲ့ period ကပိုင်ဖြစ်တဲ့အတွက် H+ ပိုင်နော်အဲ့ဒါဆိုရင်အခုသူပေးထားတဲ့ H တန်ဖိုးက teacher က1ဖြစ်တယ်နော် H က1ဒါဆို h မှာစာလို့ပြောတဲ့အတွက်1ကနေ1 pi ဆိုတော့ pi 1နေရာအထိကို period တော့ဆွဲပြီးနော်1ကနေ pi 1အထိ ဆိုတော့ပုံမှန်ကြည့်မယ်နော်1ကနေ pi + 1အကြည့်ဆိုဒီမှာ1ကနေ pi + 1ဆိုရင်ခုနတစ်ချက်လို့ချထားပြီးသားဖြစ်တဲ့ line ရှိတယ်ဒီမှာနော် pi + 1ဆိုတော့ဒီအထိပေါ့ဆိုတော့ချက်ဆွဲပြပေးမယ်ကျ1ကနေစဆွဲထားတယ်เนาะဒီမှာ1ကနေဘယ်အထိလဲ pi + 1အထိဒါကသူ့ရဲ့ period ဖြစ်တယ်เนาะ ဆိုတော့အဲ့ဒီပုံမှာစာရေးပြီး period က by နော်ကြမ်းလားအဲ့ဒါဆိုရင်ဒီချက်တို့မှာဝင်ယူလေးတွေပါရမယ်ပေါ့နော် x exist ပါမယ်အပေါ်မှာ y exist ပါမယ်ပြီးရင် midline ထည့်ထားမယ် period တက်မယ်ပြီးရင် amplitude တက်မယ် ပြန် graph ရဲ့တန်ဖိုးဖြစ်တဲ့ y equal ဆိုတဲ့ graph equation လေးတက်မယ်။ဒါဆိုရင်ပုံကပြည့်စုံသွားပြီဖြစ်ပါတယ်။ကဟုတ်ပြီ။ဒါဆိုရင် teacher note view လေးလေးဆက်ဆောင်ကြည့်ပေးပါ။အားလုံးမင်္ဂလာပါ။